အဲ့ဒီမှာဦးအောင်ကရွှေတိုင်းဗန်ချင်းငွေတင်လိုက်တယ်ဗန်ချင်းငွေတင်ပြီးတော့လှုပ်လိုက်တဲ့အခါမှာရွှေတိုင်းဖြစ်သွားတယ်အဲ့တော့ရွှေတိုင်းဖြစ်တဲ့အခါမှာအဲ့ဒီတော့ကတိန်းနေရချီလိုက်တာဦးအောင်ကရွှေလေးပိတ်တာရအာရှနရဗန်ပြက်လို့ပိတ်လဲပိတ်ရရော90သားပဲရောင်းလိုက်ရတယ်အဲ့ဒီတိန်းနေရပြန်ဆက်လိုက်ရဒါငွေဖောင်းပွားလာတယ်ငွေကိုကိုအရင်ကြီးလှုပ်လိုက်တယ်အဲ့ဒီမှာနေဦးအောင်ကရွှေတိုင်းရောရွှေလိုဘူရောပိုင်အဲ့ဒီမှာနေနောက်ထပ် ဈေးကြုံနာမှာထပ်ပွင့်ပေးပါဦးခမားစီလာတာဝေးတယ်ဈေးကြုံနာထပ်ပွင့်လိုက်ဟာရန်ကုန်မှာတခါခမားအောင်သမားကြီးရောင်းလို့မရဘူးအဲ့လိုဆိုအောင်သမားကြီးရန်ကုန်မှာဖွင့်ပါခမားရှူဆိုင်ရန်ကုန်မှာရောင်းလို့မရတော့ရန်ကုန်မှာတဆိုင်ထပ်ပွင့်အဲ့လိုဖွင့်ရင်းနဲ့တဆိုင်ရများလာတဲ့အခါမန်းလေးမှာထပ်ပြီးတော့မန်းလေးမှာတဆိုင်ဖွင့်တယ်ဈေးကြုံနာမှာတဆိုင်ဖွင့်တယ်နှစ်ဆိုင်ရဈေးကြုံနာကိုဆိုင်ဖွင့်တဲ့အခါမှာဥအောင်ဆရာပြောတဲ့စကားဘာပြောလဲပြောရင်မင်းရွှေဆိုင်ကားတဲ့တကယ်လို့သာ ဒီ84လမ်းရွှေဆိုင်ကိုဖွင့်လို့မအောင်မြင်22လမ်းရွှေဆိုင်မှာပြုတ်မှာနော်တဲ့ဟာဆရာဘာဘူးလို့လို့မင်းလှုပ်ကြည့်လိုက်ပေါ့တဲ့မင်းအဲ့ရွှေဆိုင်မအောင်မြင်မနောက်ကရွှေဆိုင်ပြုတ်မှာဆိုကြောက်တာပေါ့အဲ့တော့ဒုလူတွေပြောတခုတခုချဲ့တဲ့ခါမှာမကြောက်ပါနဲ့အဲ့မှာနေကိုအောင်ကြိုးစားလိုက်တဲ့ခါမှာနှစ်ဆိုင်သလုံးအောင်မြင်နောက်ဆုံးဆိုင်၄ဆိုင်၅ဆိုင်6ဆိုင်ဖြစ်လာအဲ့လိုလုံရင်တလန်းနဲ့ဥအောင်ကတဖြည်းဖြည်းနဲ့အခုရွှေဆိုင်6ဆိုင်လောက်ဖြစ်တဲ့ခါဆက်ပြီးစဉ်းစားတယ်ငါရွှေဆိုင်ဖွင့်ရင်တနေငံလုံးလိုက်ဖွင့်မှုမှာငါမှမတက်နိုင်တာပဲအဲ့လိုဆိုငါဘယ်လိုလုပ်ရင်ကောင်းမလဲရွှေစင်တန်းပေးရင်မကောင်းဘူးလား ရွှေသင်တန်းပြီးရွှေပညာတွေသင်ပြီးခုမုံရွာတွေတောင်ကြီးတွေဆိုင်ဖွင့်မှုလွယ်တာမဟုတ်ဘူးကမ္ဘောဇာဆရာကျောင်းသာဟိုမဲ့ဘန်း900ဖွင့်လို့လွယ်တာရွှေရထိမ့်သိမ်းရတာရမ်းခက်တယ်အဲ့တော့အဲ့လိုဆိုရင်ငါရွှေပညာသင်ပြီးပြီးတော့အများဖွင့်နိုင်တဲ့ခါကို့ရွှေသင်တန်းသားဆိုဟာတောင်ကြီးမှာကို့ရွှေကျောင်းကြီးဟာကျွန်တော်ရွှေသင်တန်းရှိတသွားရောင်းလိုက်ဒါဥအောင်ကွင်းရတဲ့ကနေအစင်းစင်းရှောက်လန်းလာခဲ့တယ်ရွှေဆန်ဖြစ်တယ်အစင်းစင်းဘဝတွေဖြစ်ပါတယ်ဥအောင်ဘဝပြောရမယ့်ဟာတွေလည်းအများကြီးဆိုတော့ဒါဥအောင်ရဲ့ဒါတမိမဆင်လို့ဆိုရင်ဒါဟို ဘဝတဲကအမှတ်တရလေးတွေပါနော်အဲ့တော့တစ်ချိန်လုံးကဒါလားဒီလိုအဲကွန်ရခုံဘေးမှာထိုင်နေတဲ့သမီးလေးတွေကခနေ့ချိန်မှာဟလာရွှေတပည့်တို့ရွှေချုံလွားတို့လုပ်ငန်းတွေဦးစီးနေတဲ့ကလေးတွေလို့သူတို့ကသူတို့မထင်ခဲ့ဘူးအဲ့တော့ကလည်းဦးအောင်အမှတ်တရဒါလေးဒီသမီးတွေမြင်လို့ဗာပြန်ပြောနေတာဘဝမှာကိုဖြစ်ချင်တာပြောနော်ခုနကဦးအောင်မြေဝဲတယ်ကိုမချိနိုင်တဲ့အတွက် installment နဲ့သွားတယ်ခုနကအမအကိုမြေလိုချင်တယ်သုံးသိန်းဝဲချေတယ်ချေတော့ရတဲ့ဂျူတင်ပြီးရှူတော့မှအိမ်ဆောက်ထားတယ်ဒါတွေဟာ ကိုကိုကိုအထင်ကြီးပါကိုကိုကိုအမြဲတမ်းတန်ဖိုးထားပါအဲ့တော့ဥအောင်ကဒီလိုလုပ်ခဲ့တဲ့အတွေ့ကိုဘွားမှာအိမ်မက်ထဲမှာဖြစ်လာခဲ့တဲ့ဟာတွေအကုန်ကခဏအချိန်မှာစပြီးဖြစ်နေပြီအခုနောက်ဆုံးလဲအခုဥအောင်မှာအိမ်မက်တွေအများကြီးပဲနော်ကိုကိုကိုရှော့မတွေ့ဥနောက်ဆုံးဥအောင်အိမ်မက်ကဘာလဲပြောရင်ငါနောက်ဆုံးတည်တဲ့အချိန်မှာဘဝတစ်ခုကိုငါဘယ်လိုဖြတ်မှာလဲအဲ့ဒီအတွက်ဥအောင်တရားအထုတ်တယ်တရားစခန်းကြီးဖွင့်နေတယ်ကိုကိုတိုင်ကြည်ညာအထုတ်နေတယ်တေကန်ကြီးကြာမှအတိတ်နမိတ်တွေလာလို့အဲ့ဒါကိုမကြုံနိုင်ရင်အဲ့ဒီနမိတ်တိုင်းသွားမှာပဲ